မင်္ဂလာပါဒီဗီဒီယိုကို ကြည့်ရင်ဟာလူသီးကိုအိမ်နဲ့စိုက်ပျိုးတဲ့ဤအစင်စင်လှူဆောင်ခြင်းနဲ့အချိန်မှတ်တမ်းတွေကိုပြသထားတာတွေ့ရပါမယ်။အာလူစိုက်ပျိုးနည်းလမ်းညွှန်လေးဖြစ်ပါတယ်။ ီဗီဒီယိုဟာစိုက်ပျိုးခြင်း၊ရိတ်သိမ်းခြင်းစတဲ့အချိန်အချက်လက်တွေကိုအတိအကျဖော်ပြထားပြီးလှုပ်ဆောင်ရလွယ်ကူစေရန်ဖော်ပြလိုက်ခြင်းဖြစ်တဲ့အစိုက်ပျိုးအိတ်တွေကိုအလွယ်တကူအလုစိုက်ပျိုးနေစိုက်ပျိုးအိတ်တွေဖြင့်အလုထွက်တူအောင်စိုက်ပျိုးခြင်းတွေဖြစ်တဲ့ TV တွေထဲမှာစိုက်ပျိုးအိတ်တွေထဲမှာအလုသီးကိုအိမ်မှာအလွယ်တကူစိုက်ပျိုးနိုင်နီလန်အစစ်စင်ကိုအချိန်နှင်းတကွာပြတ်တထားပါတယ်အလုသီးကိုစတင်စိုက်ပျိုးခြင်းကနဲ့အလုဖိနေကိုမြေဖို့ခြင်းကောက်ရိုးဖုံးခြင်းလုပ်ငန်းစဉ်တွေအပြင်ရိတ်သိမ်း တဲ့အထိအသေးစိတ်ကိုလိလာနိုင်မှာဖြစ်ပါတယ်။စိုက်ပျိုးရေးဝါသနာမှာရှင်များအတွက်အလူစိုက်ပျိုးမှုဘုဒ္ဓတာအများကြီးရစေမှာတည်ကြပါတယ်။အလူစိုက်ပျိုးရာမှာအလင်းအောင်မရပဲအလင်းအောင်မရှာပဲအလူဥတွေကိုအစိမ့်မသိအောင်မြေကြီးမြေဆွေးများကိုထထထလေးလေးဖို့ပေးခြင်းလိုအပ်ပါလေမြေဆွေးကောင်းကောင်း၃ရက်နဲ့အထွတ် နှုံးပုံမူကောင်းမွန်တဲ့ရေတိမ်ချိန်မှာအပင်ရဲ့အရွက်တွေဝါပြီးခြောက်တွေ့တာကိုသတိပြုရမှာစိုက်ပျိုးချိန်စက်တင်ဘာ18ရက်နေ့ကနေရေတိမ်ချိန်ဇန်နဝါရီ1ရက်နေ့အထိကိုယ်တိုင်စိုက်တဲ့အာလူးဒီနွေရဲ့ရလက်ကိုလေးလအတွေ့စိုက်ပျိုးနည်းလေးဖြစ်ပါတယ်အာလူးစိုက်ပျိုးမှုနေရာအခြေအနေမလိုပဲအေးဒီယမ်မှာစိုက်ပျိုးခြင်းပြီးအထွက်နှုံးကောင်းအောင် လုဆောင်နိုင်မှာကိုလေးလံနိုင်မှာဖြစ်ပါတယ်မြေဖိုခြင်းဒီအလုဆိုင်ပြီးအမှာပါကြောင့်အရေးကြီးတယ်လဲဆိုတာကိုဒီဗီဒီယိုလေးမှာဖြေရှိပါတယ်ကိုချန်ကလည်းအလုကိုအစ်တစ်ပြီးရိတ်သိမ်းပြီးပြီးစားသုံးရင်အတွက်အစဉ်စဉ်ကိုလိုက်လို့ကြည့်လို့ရအောင်ပြတ်တက်လိုက်ခြင်းပေါ်ပြလိုက်ခြင်းဖြစ်ပါတယ်ဒီဗီဒီယိုလေးအသုံးဝင်မယ်ဆိုရင်အခြားသူများကြည့်ရှင်နဲ့အောင် share ပေးခြင်းဖြင့်ကူညီကြပါဒီဗီဒီယိုလေးကိုအစားဆုံးကြည့်ပေးခြင်းဖြင့်ကျေးဇူး